တောင်ဝင်ထန်းဆောင်နာတလားတော်မပြည့်သေးတဲ့ပြင်သစ်ဝင်ကြီးချုပ်တဲ့ဟာအော်တိုဝါ6ရက်ကရာရုကနေနှုတ်ထွက်သွားခဲ့ပါတယ်။ဝင်ကြီးချုပ်နှုတ်ထွက်သွားတာကပြင်သစ်နိုင်ငံကိုနောက်ထပ်နိုင်ငံရေးအကြက်အဲတဲ့သက်ဆင်းစေခဲ့ပြီးသမရအမန်နီယယ်မက်ခရော့အတွက်လည်းပူပူနွေးနွေးထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။မစ္စတာစီဗန်ရှန်လီကော်နူကသူ့အစိုးရအဖွဲ့ရဲ့နှုတ်ထွက်စာကိုသမရမက်ခရော့ထံတင်သွင်းခဲ့ပါတယ်။သမရကလည်းအစိုးရအဖွဲ့ရဲ့နှုတ်ထွက်စာကိုလက်ခံခဲ့ပါတယ်လို့ တူတူတောင်းတောင်းထုတ်ပြန်ချက်မှာပြင်သစ်သမရယုံကဖော်ပြခဲ့ပါတယ်။လီကွန်နူးရဲ့တက်တန်းဟာခစ်သစ်ပြင်သစ်မှာဝင်ကြီးချုပ်တဦးအတွက်တက်တန်းအတူဆုံးဖြစ်ခဲ့ပါတယ်။သူ့ရဲ့နှုတ်ထွက်မှုကပြင်သစ်ကိုတနှစ်ကျော်တုံလုံးစေခဲ့တဲ့နိုင်ငံရေးအကြက်အတဲကိုပိုဆိုးစေခဲ့ပါတယ်။ညလုံးမထားတဲ့ရုတ်တရက်အပြောင်းလဲဟာဝင်ကြီးချုပ်လီကွန်နူကအော်တိုဝါ9ရက်ညပိုင်းမှာအစိုးရအဖွဲ့ကြီးညာမှုကိုလက်ရဇော်ရီပက်ဘလစ်ကန်အန်လာရိုရဲ့တုံ့ပြန်မှုကြောင့်ဖြစ်ပေါ်လာတာဖြစ်ပြီးဒီတုံ့ပြန်မှုက ပါတီကိုအစိုးရအဖွဲ့ထဲမှာဆက်ရှိသင့်မရှိသင့်ပြန်လည်စဉ်းစားဖို့ဦးတည်စေခဲ့ပါတယ်။ဒီကြေညာချက်ထွက်ပေါ်ခဲ့ပြီးတဲ့နောက်ပါရစ်တော့ဈေးကွက်မှာရှယ်ယာဈေးတွေကျဆင်းခဲ့ရပါတယ်။တရမက်ခရွန်ကဘလို့ဆက်လက်ဆောင်ရွက်မလဲဆိုတာကိုရှင်းရှင်းလင်းလင်းမသိရသေးတာဖြစ်ပါတယ်။ဂျာပြန်လွတ်တော်ရွေးကောက်ပွဲအသစ်ကျင်းပရေးအတွက်တောင်းဆိုမှုတွေကိုလက်ရှိအချိန်ထိမက်ခရွန်ကညှင်းပယ်ထားပါတယ်။တမရသက်တမ်းကုန်မဲ့2029မတိုင်မီနှုတ်ထွက်ဖို့တောင်းဆိုမှုတွေကိုလည်းမက်ခရွန်ကပယ်ချထားပါတယ်။မက်ခရွန်ကနှုတ်လုံတာ တစ္ဆာရှိတာတွေအတွက်ထင်ရှားတဲ့အနီးကပ်လူယုံလဲဖြစ်ကောင်ကွယ်ဝင်ကြီးဟောင်းလဲဖြစ်တဲ့လေကော်နူးကိုဝင်ကြီးချုပ်အဖြစ်စက်တမ9ရက်ကခန့်အပ်ခဲ့တာပါဒါပေမဲ့အများစုအားဖြင့်ပြောင်းလဲမရှိတဲ့အစိုးရအဖွဲ့ကအော်တိုဝါ9ရက်ညပိုင်းမှာသူကထုတ်ပြန်ခဲ့ပြီးတဲ့နောက်နိုင်ငံရေးအတိုင်အဝန်မှာပြင်းထန်တဲ့ဝေဖန်မှုတွေပေါ်ပေါက်ခဲ့ပါတယ်